မင်္ဂလာပါ The Great Consular Therama ဖြစ်ပါတယ်။တင်းအတွက်မနက်ဖြန်ငွေကြေးကန်အခြေအနေကိုဖတ်ကြားပေးပါမယ်။မနက်ဖြန်မှာငွေကြေးနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုပေါ့နော်စိတ်ချမ်းသာအောင်ရှိပါတယ်။အလုတ်ကန်ကနေလည်းငွေဝင်ရတတ်တယ်လို့ရစီရရှိတာတွေလည်းရတတ်တယ်။စုံသွားပြီးထင်နေပေါ့နော်ငွေကြေးတွေပြန်လည်ဝင်ရောက်လာတတ်တယ်။နောက်တစ်ခုကပါလဲဆိုတော့ဒီအယောင်းဝင်လုတ်တဲ့သူတွေဆိုလို့ရှိရင်တော့ပို့ပြီးတည်တာပါလိမ့်မယ်။နောက်ကိုယ်ပိုင်လုပ်ငန်းလုတ်တဲ့သူတွေပေါ့နော် အဲငွေချင်းနဲ့ပတ်သက်ပြီးခရီးသွားတဲ့သူတွေမနှက်ဖြတ်မှာခရီးကနေပြီးတော့ပေါ့နော်အထုတ်လိုက်ပိုက်ပြီးတော့ပြန်ရတဲ့ဂိမ်းလေးတွေရှိတတ်ပါတယ်ငွေချင်းနဲ့ပတ်သက်ပြီးအထုတ်ထည့်လိုက်ရတာပေါ့နော်နောက်တစ်ခါအလုပ်လုပ်ငန်းထဲမှာလည်းပေါ့နော်ကိုလိုအပ်တဲ့ငွေကိုကိုကိုလာပေးတာမျိုးလေးတွေကြောင်းတတ်တယ်နောက်တစ်ခါကိုလုပ်နေတဲ့လုပ်ငန်းစီးပွားမှာလည်းပေါ့နော်အတူတူဆက်တူ share လုပ်ဖို့ခေါ်တာမျိုးလေးတွေလာရောက်ပူးပေါင်းတာမျိုးလေးတွေကြောင်းတတ်တယ်နောက်တစ်ခုကမုံဘိုးတွေပိုင်လူကျင်နေတဲ့သူတွေဆိုလို့ရှိရင်လည်းရတတ်တယ် အဲကိုယ့်ရဲ့ဆိုင်ကိုယ့်ရဲ့လုပ်ငန်းကိုပေါ့နော်ထပ်ပြီးတော့အာကက်စတမာတွေပို့ပြီးတော့ပုံမှန်ထပ်ပို့ပြီးဝင်လာတာမျိုးဒါမှမဟုတ်လို့ရှင်လည်းပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းကအရန်ကောင်းပါတယ်ဆိုပြီးတော့ပေါ့နော်ဟိုလူတွေကိုကောင်းတဲ့င်းပေါ့နော်ဂုံတဲ့င်းဖြန့်ဝေပေးတာမျိုးလည်းကြုံရတတ်ပါတယ်အဲနောက်ကပါလဲဆိုလို့ရှင်ချွေဆိုလို့ရှင်မနှက်ဖန်မှာ ဒီငွေကြေးသုံးဆွဲတာနည်းနည်းလေးလက်လွန်တတ်တယ်ပေါ့နော်အဲလက်လွန်နေဆွဲနေရမှာမကောင်းနဲ့လက်လွန်ခြင်းတော့မဟုတ်ပါဘူးကွအာတထေးတကြွယ်ကဲ့သို့ပေါ့နော်ငွေများများသုံးမိတတ်တယ်ဆိုတာမျိုးတွေ့ရတယ်ကောင်းတဲ့အချက်ကတော့ပါလဲဆိုလို့ရှိရင်ဆုံရှုံသွားပြီလို့ထင်တဲ့ငွေကြေးတွေပြန်လိုက်ပြီးတော့ဝင်ရောက်လာတတ်တာပေါ့နော်ဒါကတော့ကိုယ်စိတ်ထဲမှာလုံးဝမရတော့လို့တွေးထားတယ်ဒါပေမဲ့လို့မနှက်ဖြတ်မှာအဲ့ငွေကြေးရလာတယ်နောက်ပြီးတော့မနှက်ဖြတ်မှာဆိုလို့ရှိရင်ပေါ့နော်ကိုက ငွေအဲပေါ်ပေါ်မြတ်မြတ်ပေါ့နော်လက်ထဲမှာရှိတဲ့နေမျိုးလို့ပြောလို့ရတယ်အဲစီးပွားနဲ့ပတ်သက်ပြီးတော့လည်းအောင်မြင်မှုရတတ်တယ်စီးပွားနဲ့ပတ်သက်ပြီးစိတ်ချမ်းသာတတ်တယ်အဲကိုယ့်ရဲ့ပြိုင်ဘက်တွေကိုလည်းကိုကအနိုင်ပိုင်းပြီးတော့ပေါ့နော်အနိုင်ရတာမျိုးစုရတာမျိုးလေးပေါ့နော်ဂျုံရတတ်တယ်ဆိုတာမျိုးတွေ့ပါတယ်ဒါဆိုရင်ဒါကအသင့်အတွက်မနှက်ဖြန်ငွေကြေးကံဖြစ်ပါတယ်အဲ့တော့အလုံးမဲ့စိတ်ချမ်းသာခြင်းကိုကျမချင်းနဲ့ပြည့်စုံကြပါစေ